ငလင်တန်းကြောင့်ပူဆွေးတော့ကရောက်နေပြီမင်းအင်းလေးပြည်သူတွေကိုပျော်ရွှင်စေခဲ့တဲ့ဖြူဖြူတွင်ရန်ကုန်စင်လီနယူပရိသတ်များလုံးမင်းမင်္ဂလာပါရှင်ပရိသတ်များရှင်ငလင်တန်းကြောင့်ဘေးဒုက္ခရောက်နေတဲ့သူတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေဝေငါကျင်းလုပ်ငန်းတွေကိုလုပ်ကိုင်နေတာဒီကနေ့ဆိုရင်15ရက်နေ့ပါရှိသွားခဲ့ပြီဖြစ်ပါတယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံတဝန်းမှာပြိုကျပျက်စီးမှုတွေများပြားပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာလည်းထိခိုက်မှုတွေများပြားဖြစ်ခဲ့ရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့အင်းလေးဒေသတခွင်ကတော်တော်လေး င်းကိုထိခိုက်ပျက်စီးမှုများပြားခဲ့တာဖြစ်ပြီးအိမ်ပြိုကျမှုတွေလည်းများပြားကတည်ဆုံးမှုတွေလည်းများပြားတယ်လို့သိရပါတယ်။ဒါအပြင်ငလင်လုံပြီးနောက်တရက်မှမီးလောင်ခဲ့တာကြောင့်အင်းလီဒေတာကပြည်သူတွေအနေနဲ့တော်တော်လေးကိုအတိဒုက္ခရောက်ခဲ့ရပါတယ်။ရေပြင်မှာတိစောက်ထားတဲ့အိမ်တွေဖြစ်တာကြောင့်ငလင်လုံတဲ့အချိန်မှာမီးကျိုးတွေပြိုကျခဲ့လို့တက်လိုက်ပြီးတည်ဆုံးတဲ့သူတွေလည်းအများပြားရှိခဲ့တယ်လို့သိရပါတယ်။အခုလိုပြည်သူအများချစ်ခင်ရတဲ့ပျော်ရွှင်ရတဲ့စိတ်ကူးညီရတဲ့တနအီတဲကနေရာလေးတစ်ခုဖြစ်တဲ့အင်းလီဒေတာမှာအခုလိုအဖြစ်ပြက် ဆိုကြီးကတော်တော်လေးကိုမယုံနိုင်စရာဖြစ်ခဲ့ရတာဖြစ်ပြီးအဲ့ဒီဒေတာအတွက်ကိုလည်းတန်နိုင်တဲ့သူတွေကအလူရှင်တွေစုစည်းပြီးတွားရောက်လူဒဏ်နေတာမျိုးတွေရှိပါတယ်။ အဲ့လိုသွားရောက်လူဒန်းတဲ့အခါမှာဖြူဖြူတွေးကလည်းတယောက်ပါဝင်ဖြစ်ခဲ့ပါတယ်ဖြူဖြူတွေးကလက်ရှိမှာဆိုရင် နေစဉ်3000ကျော်နီးပါးကို လူဒန်းပေးနေတာဖြစ်ပါတယ်ဖြူဖြူတွေးကဇကိုင်းမန္တလေးနေပြည်တော်နဲ့အင်းလေးဒေသတွေကိုသွားရောက်လူဒန်းပေးလျက်ရှိပါတယ်အခုလိုလူဒန်းပေးတဲ့အခါမှာတော့ဖြူဖြူတွေးဟာနေစဉ်3000ကျော်နီးပါးလူဒန်းနေတာဖြစ်တဲ့အတွက်ဝေဖန်မှုတွေကိုလည်းခံနေရတာပါဖြူဖြူတွေးလိုလူငယ်လေးတအုပ်ကနေစဉ်3000ကျော်လူဒန်းနာဖြစ်တဲ့အတွက်သူရဲ့နောက်ွယ်မှာကျိုးကင်နေတဲ့သူရှိကိုရှိရမယ်စပွန်ဆာရှိရမယ်လို့ပြောပြ ထားတာရှိသလားသူကဘာကြောင့်ဒီလိုမျိုးနေစဉ်တင်းထောင်ကြီးလှူဒန်းနိုင်တာလဲဘယ်သူတွေကဘလို့လှူနေတာလဲဆိုရယ်စည်ရင်းတွေကိုလည်းချမပြနိုင်ဘူးဆိုပြီးအားလုံးကဝေဖန်နေကြတာဖြစ်ပါတယ်ဖြူဖြူတွေးကိုဆိုရင်တိုက်ခိုက်ချင်နေကြတဲ့လူတချို့ကဖြူဖြူတွေးကနောက်ွယ်မှာဂျိုးကင်နေတဲ့သူနဲ့လက်မဲကြီးရှိတယ်လို့ပြောခဲ့တာကြောင့်လဲဖြူဖြူတွေးကသူ့ရဲ့နောက်ွယ်မှာအမှန်တကယ်ဂျိုးကင်သူနဲ့လက်မဲကြီးရှိတဲ့အကြောင်းကိုတက်သေးရီနဲ့ချပြလာခဲ့ပါတယ်ဒီတခါမှာတော့ဖြူဖြူတွေးကအင်းလေးဒေတာမှရှိတဲ့ပြည်သူတွေအတွက်တွားရောက်လူဒန်းခဲ့တဲ့အခါမှာပြည်သူတွေကိုငွေကြေး င်စားတောက်စရာတွေလူတက်မှုပေးတာအပြင်ပျော်ရွှင်အောင်မှပြုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့အင်းဒီဒေတာကပြည်သူတွေကဖြူဖြူထွေးကိုဆိုရင်ချစ်ခင်ကြတာဖြစ်တယ်လို့အမှုပညာရှင်တအုပ်ကသူတို့စီမှာခုလိုလာရောက်လူတန်းတာဖြစ်တဲ့အတွက်ခနာတာတော့စိတ်ပြေပြောက်သွားခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေကဖြူဖြူထွေးကိုတမ်းမပြန်စေခြင်းမဲ့တချင်းစုပြခိုင်းခဲ့ပါတယ်ဒီလိုစုပြခိုင်းတဲ့အခါမှာလည်းဖြူဖြူထွေးကတာမန်ပုံစံနဲ့တချင်းစုပြခဲ့တာမဟုတ်ပဲဟာတာတွေနှောပြီးပျော်အောင်ရွှင်အောင်လုပ်ခဲ့ပါတယ်သူအနေနဲ့ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်တလန်ကနေခနာတာဖြစ် ဖြစ်ပျော်ရွှင်စေခြင်းနဲ့စိတ်ဆန္ဒနဲ့ဟာသရီလုံနေကြတာဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းတလောင်းဝမ်းနေနေရတာမှရှင်တို့ကကျမကိုတခြင်းဆူခိုင်းသေးရဲ့နော်ရတာပေါ့ဆူပြမှာပေါ့ဆိုပြီးရှမ်းတခြင်းတစ်ပုတ်ကိုဆူခဲ့ပါတယ်အဲ့ဒီလိုဆိုတဲ့အခါမှာလည်းလာရောက်ကြတဲ့ပြည်သူတွေနဲ့အတူတူတလဲစီတီးဆိုပြီးပျော်ရွှင်စရာအမတ်တရချင်းတွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်ဖြူဖြူထွေးကတော့ဘသူတွေဘလို့ပဲဝေဖန်ပါစီသူလို့စရာရှိရဲ့ပရိုက်တာလို့ကိုပျော်ရွှင်စွာနဲ့လုတ်ကန်နေတာဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအခုလိုမျိုးလုံနေရဲ့ဖြူဖြူထွေးပေါ့ လိုတွေမှတ်ချက်ပြုစမ်းလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်